ဘဘဖမများအလုံးမင်္ဂလာပါ clock corner ဟာနည်းပြန်လဲကြိုးဆိုလိုက်ပါတယ်ကျွန်တော်ဒီတစ်ပတ်ကတော့အဲပြည်မြလေးပွဲတင်ကိုတွေပြန်လဲစတင်တော့မှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့အဲဒီတစ်ပတ်ရှင်ပြိုင်မင်းကစားသွားမဲ့အသင်းတွေကိုကျွန်တော်တို့ဂူရလက်လေးခမန်းပေးသွားမှာဖြစ်ပါတယ်ဒါအဲဆိုရင်ဒီဗီဒီယိုမှမစခင်ကျွန်တော် YouTube channel လေးကို like and subscribe လောက်ကတင် like and subscribe လုပ်ပြီးကုညီပေးသွားလို့ရပါတယ် okay အဲဆိုလို့ရှင်ကျွန်တော်တို့ဗီဒီယိုလေးကိုစားလိုက်ကြအောင်เนาะအရင်ဆုံးအနေနဲ့ကျွန်တော်တို့အဲစနေနေ့ည အစောဆုံးရှင်မန်တနာရီခွဲမှာရှင်မန်ကစားကြမယ်ကျွန်တော်လီနေဝဟန်ဒီနေ့သင်းရဲ့ထိတ်တိုက်တွဲဆုံမှုမှာတော့လီရတန်းတက်လာတဲ့အသင်းပီပီဒီနေ့ပြည်မြလိမ့်မှာတော်တော်လေးမှာကောင်းမွန်တဲ့ခြေစွမ်းတွေပြသနိုင်တဲ့သတင်းအသင်းသတင်းဖြစ်တယ်ဗျာပြီးရင်လည်းဝဟန်ကလည်းအဲအဝေးကွင်းမှာတော့ရရှိမြန်တဲ့ပွဲတိုင်းလိုလိုသူ့အနေနဲ့အနိုင်ရဖို့တော်တော်လေးကိုခက်ခဲနေတဲ့အတွက်ကြောင့်ဒီနေ့တင်းရဲ့ထိတ်တိုက်တွေ့ဆုံမှုမှာတော့လီရဲ့အိမ်ကွင်းလည်းဖြစ်တယ်လီရလည်းအဲသူတို့အိမ်ကွင်းမှာဆိုလို့ရှိရင်အနိုင်ရလက်ကို ပုံဖော်နိုင်တဲ့အတင်းသတင်းဖြစ်တဲ့အတွက်ကြောင့်ဒီနှစ်သင်းရဲ့ထိုက်တဲ့တူဆုံမှာကျွန်တော်အနေနဲ့ကတော့2ဝက်လောက်နဲ့ပဲလေးရနိုင်ယူသွားမယ်လို့တော့ခမှတ်ထားပါတယ်။ Okay အဲ့ဆိုရင်နောက်တစ်ဝက်နောက်တစ်ဝက်ကတော့ကျွန်တော်7နိုင်စနေနေ့7နိုင်ခွဲမှာရှင်းပြန်ကစားကြမယ်ချက်စီးနဲ့ဆန္ဒလန်။ဒီနှစ်သင်းရဲ့ထိုက်တဲ့တူဆုံမှုအဲဒီနှစ်သင်းရဲ့ထိုက်တဲ့တူဆုံမှုမှာတော့ဆန္ဒလန်ကတော့ကျွန်တော်ပြင်းပြလေးတက်တက်လာတဲ့အသင်းတွေထဲမှာတော့၃သင်းထဲမှာတော့တော်တော်လေးမှကောင်းမွန်တဲ့ခြေစွမ်းတွေပြသထားတဲ့တသင်းဖြစ်တယ်ဗျာ။ ပင်လည်းချက်သေးချက်သေးရကြတော့ကျွန်တော်အခုနောက်ပိုင်းပွဲတွေမှာသူအနေနဲ့ခက်ဆက်သေးကျွန်တော်နိုင်ပွဲတွေပြန်လဲရအောင်ပုံဖော်လာနိုင်တယ်ဒီထက်မှမှသူတို့အနေနဲ့အဲဂိုးတွေဆိုလည်းတော်တော်များများကိုတွင်းနိုင်ပြီးတော့ကျွန်တော်နောက်ဆုံးချင်မြင်ထားတဲ့ချင်မြင်လေးပွဲစဉ်သုံးမှာဆိုရင်လည်းတွင်းဂိုးတွေကိုကျွန်တော်တို့ဂိုးပြတ်တွေပါတွေအနိုင်ယူပြီးတော့သူတို့နိုင်ထားတယ်ဗျာပြီးရင်လည်းကျွန်တော်ဒုတိယပိုင်းလောက်မှာချက်သေးအနေနဲ့လူစားပြောင်းလဲတွေကိုပါထပ်ပြီးတော့လုပ်ပြီးတော့သူတို့လူငယ်ကစားသမားတွေနဲ့ပဲချန်ပီယံလိပွဲတင်တော့မှာရှင်ပြိုင်နိုင်နိုင်တဲ့အတွက်ကြောင့်ဒီနေ့ရှင်ပြိုင်မဲ့ ပြည်ပလိပွဲစဉ်ကုန်းမှာတော့ချက်စီးတို့အနေနဲ့အနိုင်ရလက်ကိုဥတီသွားမယ်လို့တော့အမြင်တယ်သူတို့ရဲ့အိမ်ဝင်လည်းဖြစ်တယ်ပြီးရင်လည်းလာရောက်ရှင်ပြန်မဲ့အသင်းကလည်းဆန်နန်းလန်းဖြစ်တဲ့အတွက်ကြောင့်ဆန်နန်းလန်းအတွက်ကတော့ဒီနေ့ရှင်ပြန်မဲ့ပွဲမှာအဲချက်စီးရဲ့နောက်တန်းကိုထုတ်ကပေးနိုင်ဖို့ဆိုတာတိတ်ပြီးတော့ကစားသမားတွေထဲမှာဆိုတော့မရှိတလောက်ဖြစ်နေတယ်ဒီအတွက်ကြောင့်လည်းချက်စီးနေနဲ့ဒီနေ့ပွဲမှာလည်းထပ်ပြီးတော့ကိုပြအနိုင်ယူသွားနိုင်မလားဆိုတော့ကျွန်တော်တို့ဆက်မှုကြည့်ရှုအပ်ပေးနိုင်ပါတယ်ကျွန်တော်ရဲ့ချက်စီးနဲ့ဆန်နန်းလန်းနှစ်သင်းတွေ့ဆုံတဲ့ခမန်း ကိုရလက်လေးကတော့ချက်သိနေနဲ့ပဲ3စီးလောက်နဲ့ပဲကျွန်တော်အနိုင်ရလက်ကိုပုံဖော်သွားမယ်လို့တော့မြင်တယ်။ Okay အဲဆိုနောက်တစ်ခါနောက်တစ်ခါကတော့ကျွန်တော် Newcastle နဲ့ Fulham ဒီနေ့သင်ထိုက်တဲ့တွဲဆိုမှုမှာတော့ Fulham နဲ့အဝေးကွင်းမှာတွားရောက်ရင်ဆိုင်မဲ့ပွဲဖြစ်တယ်။ပြီးရင်လည်း Newcastle ရဲ့လည်းကျွန်တော်ဂျာရဲ့ထဲမှာ Champion League ပွဲမှာလည်းသူတို့အနေနဲ့ဂိုးပြတ်တွေပါတယ်အနိုင်ရလက်ပုံဖော်ထားနိုင်တဲ့အတွက်ကြောင့်နောက်ဒါဒါမင်းနဲ့လည်းတော့ပြီးများလေးဖြစ်နေတဲ့အသင်းအပွဲတွေတပွဲဖြစ်တဲ့အတွက်ကြောင့်နှစ်သင်းရဲ့ထိုက်တဲ့တွဲဆိုမှုမှာတော့ကျွန်တော်အနေနဲ့တူးတူးလောက်ပဲ ပွဲပြီးသွားမယ်လို့တော့ကျွန်တော်တို့ခန့်မှန်းထားပါတယ်။ Okay အဲဆိုရင်ကျွန်တော်တို့စနေနေ့ညရဲ့နောက်ဆုံးပွဲဖြစ်တဲ့ Manchester United နဲ့ Brighton ဒီနေ့ထိတ်တဲ့တွေ့ဆုံမှုကတော်တော်လေးဥမာကြည့်လို့တော်တော်ကောင်းမယ်လို့မြင်တယ်။ဘာတွက်ကြောင့်လဲဆိုတော့ Brighton လည်းအခုနောက်ပိုင်းပွဲတွေမှာသူ့အနေနဲ့ရှုံးပွဲတွေတိတ်မရှိဘဲနဲ့တည်ရလက်တွေကိုပဲဥတီသွားနိုင်တယ်။ဥတီသွားတဲ့အတင်းတင်းဖြစ်တယ်ဗျာ။သူ့အနေနဲ့တော်တော်လေးမှကောင်းမွန်တဲ့ခြေစွမ်းတွေကိုပြသထားနိုင်တဲ့အတွက်ကြောင့် Manchester United အနေနဲ့သူတို့ရဲ့အိမ်ဝင်ဖြစ်တဲ့အတိုင်းတော်တော်လေးဥမာ ါ Brighton ကိုခက်ခက်ခက်ကစားရမယ်လို့တော့ကျွန်တော်ကတော့မြင်တယ်ဒါပေမဲ့လည်း Manchester United မှာကျွန်တော်ကျွန်တော်တို့တော်တော်လေးဥမှာကောင်းမွန်တဲ့တိုက်ဆက်စုဖွဲ့ရှိတယ်ပြီးရင်အမ်ဘူးမူတို့ပြီးရင် Messi မောက်တို့ Messi မောက်ကလည်းကျွန်တော်တို့ရှေ့တပွဲပြင်းပြင်းလေးပွဲစဉ်ရှေ့မှာတော့လည်း သူအနေနဲ့တိတ်ပြောပုံစံကောင်းလေးမပြတ်တထားနိုင်တဲ့အတွက်ကြောင့်ကျွန်တော်ဒီတပတ်ရှင်ပြိုင်မဲ့ပြီးများလေးပွဲစဉ်ကိုမှာသူနေသူအနေနဲ့ twin go တွေကိုဖောက်ကိုထောက်ပံ့မှုတွေပါတယ်သူစီရနေပြီးတော့မြင်တွေ့ရမလားဆိုတော့ကျွန်တော်တစ်ချက်တော့စောင့်ကြည့်နေပြီးတော့ကျွန်တော်တစ်ဖက်ကလည်းကျွန်တော်တို့သူရဲ့အဓိကတိုက်ဆက်သမားဖြစ်တဲ့ ဘန်ဂျမင်ဆက်ကိုအနေနဲ့အတွင်းကိုဒီပါလေးပြန်လဲရှာဖွေတွေ့ရှိသွားမလားဆိုတော့ဆက်မြောက်ကြည့်ရှုပြီးတော့အပိတ်နိုင်ပါတယ်။ကျွန်တော်ကတော့ဒီနေ့တင်းအထိုက်တိုက်တွေ့ဆုံမှုမှာတော့မန်ချက်စတာယူနိုက်တက်တွေနဲ့အသင်းကြီးတွေနဲ့တွေ့တိုင်းသူ့အနေနဲ့ပုံစံကောင်းတွေပြသထားနိုင်ပေမဲ့အသင်းငယ်လေးတွေနဲ့ပြန်လဲတွေ့ဆုံတဲ့အချိန်မှာတော့သူ့အနေနဲ့အအဆင်မပြေမှုတွေရှိနိုင်တယ်ဗျ။အဒီတော့ကြောင့်လည်းကျွန်တော်အနေနဲ့ဒီပွဲလေးမှာတော့မန်ချက်စတာယူနိုက်တက်တို့အိမ်ငွေဖြစ်တဲ့တိုင်ကျွန်တော်တို့တူးတူးလောက်နဲ့ပဲပွဲပြီးသွားမယ်လို့တော့ကျွန်တော်တို့ ခတ်မှတ်ထားတယ်โอเคအဲ့တော့နောက်တစ်ခါနောက်တစ်ခါတော့ကျွန်တော်တို့စနေနေ့ရဲ့နောက်တစ်နေ့ကူးသွားပြီးတော့တနင်္ဂနွေနေ့အစောဆုံးပွဲဖြစ်နေတဲ့ Brentford နဲ့ Liverpool ဒီနေ့နေ့ထိုက်တိုက်တွေ့ဆုံမှာတော့ကျွန်တော်တို့ကျွန်တော်တို့ Brentford ကတော့ကျွန်တော်တို့အဲဂျိုင်းရထဲမှာလည်းသူတို့အနားရထားတယ်ဗျာပြီးရင်လည်းကျွန်တော်တို့ Liverpool ကတော့ကျွန်တော်ဂျိုင်းရထဲမှာကျွန်တော်တို့ Champions League ပွဲတွေပါတယ်ကန်ထားတဲ့အတွက်ကြောင့်အဲပွဲပတ်မှုဒဏ်ရုံတော့အနှဲငယ် Liverpool အနေနဲ့ကြုံတွေ့ထားရတယ်ပြီးရင်လည်းကစားသမားတွေလည်းဒဏ်ရာရထားတဲ့အတွက်ကြောင့်အဲ အဝေးဘက်မှာတောင်ရောက်ရှင်မြန်မေးပွဲဖြစ်တဲ့အတိုင်းအောင်ဒီနေ့ပွဲမှာတော့ဒီဘဝဥတော်ကတော့တိတ်ပြီးတော့မလွယ်ကူလာဘူးလို့တော့ထင်တယ်ဒါမှမဟုတ်လည်းဒီဘဝမှာကစားသမားကောင်းတွေလည်းရှိတယ်ပြီးရင်လည်းအဝေးဘက်မှာတောင်ရောက်ရင်ဆိုင်မဲ့အတင်းရလည်းဘရက်ဖို့အတင်းတင်းဖြစ်တဲ့အတွက်ကြောင့်ဒီဘဝဥတင်နဲ့ဒီနေ့ပွဲမှာတော့အနိုင်ရလက်ကို ပြန်လည်ပုံဖော်ဖို့လိုအပ်တယ်လို့မြင်တယ်ဘာဘာတော့ကြောင့်လဲဆိုတော့ကျွန်တော်ပြင်းပြလိမ့်မှာလည်းအဲသုံးပွဲလောက်ရှုံးနေထားတဲ့အတွက်ကြောင့်ဒီနေ့ပွဲမှာထပ်ပြီးရှုံးနေဖို့မဖြစ်နိုင်တော့ဘူးလို့တော့မြင်တယ်ဘာတကြောင်လဲဆိုရင်ကျွန်တော်တို့အဲ အဓိကပြိုင်ပွဲတွေဖြစ်တဲ့အဲမန်ချက်စတာစီးတီးတို့အာဆင်နယ်တို့ကိုထပ်ပြီးတော့ဖိအားတွေပေးနိုင်ဖို့ဆိုလို့ဆိုရင်လီဗာပူးအနေနဲ့နိုင်ရလက်ကိုပြန်လည်ပုံဖော်ဖို့လိုအပ်တယ်လို့တော့အမြင်တယ်။တစ်ခါကဘန်ဖို့ဘန်ဖို့ကျတော့အဲသူတို့ရဲ့အင်ကွင်းအားသာချက်တစ်ခုလောက်ရှိတယ်ဗျာ။ပြီးရင်လည်းသူတို့မှအဓိကအဲကစားသမောက်ကောင်းတွေဖြစ်တဲ့ကျွန်တော်တို့ဟာနာဆန်တို့ဘာလို့ရှိမယ်ပြီးလို့ဆိုရင်သူတို့အဓိကတိုက်စစ်မှုဖြစ်တဲ့တီယာဂိုတို့ဘာလို့ဆိုရင်လည်းတော်တော်လေးဥမာအဲမြန်နှုံးမြေကစားသမားတွေဖြစ်တဲ့အတွက်ကြောင့်လီဗာပူးတို့အနေနဲ့တီယာဂိုတော်တော်လေးဥမာအဲထိန်းချုပ်ကမယ်လို့တော့ ကျွန်တော်တော့ထင်တယ်ပြီးရင်လည်းသူအဂိုးသမားကလည်းတော်တော်လေးမှကောင်းမွန်တဲ့ဂိုးသမားဖြစ်တဲ့ကလေဟာတို့ဘာလို့ရှိနေတဲ့အကြောင်းလဘဦးတို့အနေနဲ့ဘယ်လိုနိုင်မလဲဆိုတာကိုတော့ကျွန်တော်ချက်တော့စောင့်ကြည့်မယ်ဒီနေ့တင်းရထိတဲ့တွေ့ဆုံမှုမှာတော့ကျွန်တော်အနေနဲ့ဘရန်ဖိုးရဲ့အင်္ဂင်းဖြစ်တဲ့တိုင်းလဘဦးတို့အနေနဲ့နိုင်ရလက်ကိုပုံဖော်ပြန်မလဲပုံဖော်နိုင်မယ်လို့တော့မြင်တယ်ဒီပွဲလေးမှာကျွန်တော်အနေနဲ့1 2လောက်နဲ့ပဲလဘဦးတို့နိုင်ရလက်နိုင်ရတော့မယ်လို့တော့ကျွန်တော်ကတော့ခမတ်ထားပဲနောက်တစ်ခွက်နောက်တစ်ခွက်ကတော့ကျွန်တော်တို့ည7:00ခွဲမှာရှင်မြန်ကစားကြမယ်ဘုံမောင်းနဲ့ နော်တန်ဖောက်တဲ့အဲဒီနေ့ပြည်မြလေးထဲမှာမှအသိနေတယ်မှာတော့ဘုံမော့ကတော်တော်လေးမှချစ်တန်းကောင်းနေပြတ်တာထားနေတယ်ဒီတော့ကြောင့်လည်းသူ့နေအဆင့်၃ ठी ကိုအဲတက်လန်းထားတာညာတက်လန်းထားနိုင်တယ်ဗျာအဲနော်တန်ဖောက်တဲ့ကလည်းကျွန်တော်တို့အဲတော်တော်လေးမှအခုနောက်ပိုင်းပွဲတွေမှာသူခက်စစ်လေးလေးတွေပြန်လည်ရှုံးနေလာတဲ့အတွက်ကြောင့်အဲဘုံမော့ရဲ့အင်ဂွင်းလေးဖြစ်သည့်တိုင်အောင်နော်တန်ဖောက်တဲ့တို့အနိုင်ယူဖို့ဆိုတော့နည်းနည်းလေးတော့ခက်ခဲမယ်လို့တော့မြင်တယ်ဒီနှစ်သိန်းရထိတဲ့တွေ့ဆုံမှုကတော့ကျွန်တော်အနေနဲ့အင်ရှင်ဘုံမော့ကပဲသူစည်းလောက်နဲ့အနိုင်ရလက်ကိုပုံဖော်သွားနိုင်မယ်လို့တော့ခန့်မှန်းထားပါတယ် โอเคအဲ့ဆိုရင်ကျွန်တော်နောက်တစ်ခါနောက်တစ်ခါကျွန်တော်၈နိုင်ခွင့်မှာပဲရှင်းပြကစားကြမယ်။နော်အာဆင်နယ်နဲ့ခရစ်ဆယ်ပဲလေဒီနှစ်သင်းရဲ့ထိုက်တဲ့တွေ့ဆုံမှုကတော့တော်တော်လေးမှဘောလုံးဖန်တွေအတွက်ကြည့်လို့ကောင်းမဲ့ပွဲတွေဖြစ်လာမယ်လို့သိကြတယ်။ဘာတက်ကြောင့်လဲဆိုရင်အာဆင်နယ်ကလည်းခုနောက်ပိုင်းပွဲဒီမှာရှုံးပွဲမရှိဘဲနဲ့ကိုပြတ်တည်းပဲအနိုင်ရလက်ကိုပုံပေါ်ထားနိုင်မယ်။သူတို့ရဲ့နောက်တန်းကလည်းကျွန်တော်တို့အာပရီးမီးယားလိမှာဆိုတော့၃ဂိုးလောက်ထိပဲသူတို့ပေးကိုပေးထားတဲ့အတွက်ကြောင့်ခန်းစစ်ကတော်တော်လေးကမှကောင်းမွန်တဲ့ အတင်းတင်းဖြစ်တယ်ဗျာပြင်းပြလိုက်မှဆိုအကောင်းဆုံးတင်းတင်းလို့တော့ပြောလို့ရတယ်ပြီးရင်လည်းတိုက်စစ်တိုက်ဆက်ကလည်းတို့အနေနဲ့အဲကစားသမားတွေပြန်လဲစုံလင်လာပြီးအဓိကအဖြစ်ကျွန်တော်တို့စကားတို့ဘာလို့ဆိုလဲပုံမှန်ခြေစွမ်းတွေပြန်လဲပြတ်ထားနိုင်တဲ့အတွက်ကြောင့်ခရစ်ဘယ်လိတ်အနေနဲ့အဲခရစ်ဘယ်လိတ်ကသူ့အဝေးကမှတောင်းရရှင်ပြန်ဒီ တိုင်အောင်ဗျာသူနေသူစီမှာသူတို့စီမှာသူတို့အသင်းမှာလည်းဘယ်လိုဖြစ်လဲဆိုတော့တော်တော်လေးမှာနောက်တန်းလေးမှာတော်တော်လေးမှာကောင်းမွန်တဲ့ပုံစံတွေပြသထားနိုင်တယ်ဒါမှမဟုတ်လည်းအာဆင်နယ်နဲ့တွေ့လို့ရှိရင်တော့အာဆီဇယ်ပယ်လိတ်တော်တော့မလွယ်ကူလို့တော့မြင်တယ်ဒီဘက်မှာတော့ကျွန်တော်တို့အာဆင်နယ်အင်ဂွင်းလည်းဖြစ်တဲ့တိုင်အောင်အာဆင်နယ်ပဲဒီနေ့ထပ်ပြီးတော့တော့အနိုင်ရလက်ကိုပုံပေါ်သွားမယ်လို့တော့ခမန့်ထားပါတယ်ဒါမှမဟုတ်ဂိုးပြက်မပြက်ဆိုတာတော့ကျွန်တော်တို့ပွဲတွင်းမှာဆက်လက်ဆောင်အောင်မျိုးကြည့်ရှုအားပေးနိုင်ပါတယ်ဒီပွဲလေးမှာတော့ကျွန်တော်အနေနဲ့အာဆင်နယ်တို့2-0လောက်နဲ့ပဲခရစ်စပယ်လေးကိုအနိုင်ဆက်လက်ပြီးတော့ယူသွားမအောင်ပြီးတော့ နိုင်ပွဲတွေဆက်ပဲဆက်နေမယ်လို့တော့မြင်ပါတယ်။ Okay အဲ့ဒါဆိုနောက်တစ်ပွဲနောက်တစ်ပွဲကျွန်တော်နားချင်းနိုင်ကိုမှရှင်မြန်ကစားကြမယ်။အစွန်ဘီလာနဲ့မန်ချက်စတာစီးတီးဒီနေ့နေ့ထိုက်တဲ့တွေ့ဆုံမှုမှာတော့အဲတစ်ဖက်ကကျွန်တော်မန်ချက်စတာစီးတီးကလည်းကျွန်တော်ရှေ့ပွဲတွေမှာအေဗာတန်သူ့ရဲ့အိမ်ကွင်းမှာနိုင်ထားတယ်ဗျာ။ပြီးရင်ချန်ပီယံလိဂ်ပွဲမှာလည်းသူတို့အနေနဲ့အဲနိုင်ရလက်တွေကိုပုံဖော်ပြီးတော့ကိုပေးကိုတွေပါတယ်မရှိဘဲနဲ့ဒီနေ့ခုနောက်ပိုင်းမန်ချက်စတာစီးတီးရတယ်ကျွန်တော်တို့နှစ်ပွဲသုံးပွဲသုံးပွဲထိလောက်ကိုကျွန်တော်တို့အနေနဲ့ကြည့်လိုက်မယ်ဆိုရင် ပေးကိုတွေပါတယ်မရှိဘဲနဲ့တို့အနေနဲ့ကောင်းမွန်တဲ့ခြေစွမ်းတွေကိုပြန်လည်ပြတ်တာနိုင်တဲ့အတွက်ကြောင့်တို့အနေနဲ့အဆင့်တွေပါပြန်လည်တက်ပြီးတော့အဲ124ထဲမှာပြန်လည်ဝင်လာပြီဗျာတခါကကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်လည်း Aston Villa Aston Villa လည်းကျွန်တော်တို့အရှိတ်ဘက်အကစားတဲ့ Dr. Hotspur နဲ့ ဘူးကမှာတော့ရောက်ရှင်မှန်သည့်တိုင်သူတို့နည်းနည်းဝန်တုဆိုပြီးတော့အနိုင်ရလက်ကိုပြန်လဲပုံဖော်ထားနိုင်တာတွေ့တဲ့အတွက်ကြောင့်ဒီခါရှင်ပြန်မဲ့သူတို့ရဲ့အိမ်ခွင်မှာရောမန်ချက်စတာစီးတီးကိုသူတို့နည်းနည်းဘာတွေဘယ်လိုလုပ်ပြနိုင်မလဲဆိုတာကျွန်တော်တစ်ချက်တော့စောင့်ကြည့်ရမယ်။ Oliver Kane တို့ရဲ့ twin goal တွေကိုပြန်လဲမြင်တွေ့ရမှာဒါမှမဟုတ်ပဲမန်ချက်စတာစီးတီးရပဲ Haaland ရဲ့ twin goal တွေကိုကျွန်တော်တို့ဆက်လက်ပြီးတော့မြင်တွေ့ရမလားဆိုတာစောင့်မျှော်ကြည့်ရှုပြီးတော့အပိနိုင်မှာဒီနေ့သိရင်ကျွန်တော်ထိတ်တဲ့တွေးဆမှုမှာတော့အမ်မန်ချက်စတာစီးတီးရအဝေးကွင်းတွားရောက်ရှင်ပြန်ပြီးဘွဲတိုင်အောင်သူတို့အနေနဲ့ သူတို့မှာနိပြကောင်းနေလည်းရှိတယ်ဗျာပြီးရင်လည်းကစားသမားကောင်းနေလည်းရှိနေတဲ့အတွက်ကြောင့်မန်ချက်တာစီးတီးအနေနဲ့အနိုင်ရလက်ကိုပုံဖော်သွားမလားဆိုတော့အဲကျွန်တော်တို့ကတော့မျှော်လင့်ထားတယ်ဒါပေမဲ့ဒီပွဲလေးမှာတော့ကျွန်တော်အနေနဲ့တော့တူးတူးလောက်နဲ့ပဲပွဲပြီးသွားမယ်လို့တော့ခံမှန်းထားပါတယ်โอเคအဲ့ဒါဆိုနောက်တစ်ပွဲနောက်တစ်ပွဲကျွန်တော်တို့ဝူးနဲ့ဘန်လေးဝူးကတော့ကျွန်တော်ဒီနေ့ပေးမြလေးနေရာဒီထဲမှာတော့အဆိုးအဝါးဆုံးအခြေအနေဖြစ် ဖြစ်နေတယ်ဗျာဒီတော့ကြောင့်လည်းသူ့အနေနဲ့အဆင့်20ထိလောက်မှာရက်တည်နေတဲ့အတွက်ကြောင့်အမ်ဘန်လင်ရလည်းကျွန်တော်တန်းတက်လာတဲ့အသင်းတွေထဲမှာနောက်တန်းအောင်တော်တော်လေးမှာကောင်းမွန်တဲ့အသင်းတွေဖြစ်တဲ့အတွက်ကြောင့်ဒီနေ့ပွဲမှာတော့ဟူရဲ့ရုံးအားတွေကိုကျွန်တော်တို့ပြန်လည်မြင်တွေ့ရမှာဆိုတော့ချက်တော့ဆောင့်ကြည့်မယ်ဒီပွဲမှာလည်းကျွန်တော်တို့အရှင်ဖြစ်တဲ့ဝူကပဲဝမ်စီလောက်နဲ့အနိုင်ရသွားမယ်လို့တော့ခံမှန်းထားပါတယ်။ Okay အဲဆိုနောက်တစ်ခါနောက်တစ်ခါလည်းကျွန်တော်တို့ Everton နဲ့ Tottenham ဆိုပါတော်တော်လေးမှကောင်းမွန်တဲ့အသင်းနှစ်သင်းပါ။ဘာအတွက်ကြောင့်လဲဆိုရင်ရှေ့ကပြင်းပြလေး ပွဲစဉ်ရှိမှလည်းတော်တန်ဟော့စ်ဘားကလည်းသူအိမ်ကွင်းမှာဟို1-2နဲ့ဆိုပြီးတော့ရှုံးနေထားတယ်ပြီးရင်လည်းအေဗာတန်ကလည်းမန်ချက်စတာစီးတီးရဲ့အိမ်ကွင်းမှာတွားရောက်အဲရင်ဆိုင်တဲ့ပွဲမှာသူတို့အနေနဲ့2-0ဆိုပြီးတော့ရှုံးနေထားတယ်တစ်ဖက်ကကျွန်တော်တို့တော်တန်ဟော့စ်ဘားကကြာတော့ကျွန်တော်ဂျာရီထဲမှာချန်ပီယံလိမ့်မှာလည်းကျွန်တော်တို့မိုနာကိုတွားရောက်ရှင်ပြိုင်တဲ့ပွဲမှာတော့သူတို့အနေနဲ့ဈေးဈေးဆိုပြီးတော့တရရလက်ကိုပုံဖော်ထားနိုင်တဲ့အတွက်ကြောင့်ဒီနေ့ပွဲကတော့မန်တော်တန်ဟော့စ်ဘားအနေနဲ့အနိုင်ပြန်လဲရှာဖွေဖို့လိုအပ်တဲ့ပွဲတစ်ပွဲလို့မြင်ရတယ်ဒါပေမဲ့လည်းတော့ ပြန်လည်ဆုံတွဲမဲ့ပွဲရလေ Everton လိုမျိုးအိမ်ကွင်းတော်တော်လေးမှအကောင်းမွန်တဲ့အသင်းတစ်စင်းဖြစ်တော့တဲ့ကြောင့် Tottenham Hotspur တို့အနေနဲ့အသိပ်ပြောမလွယ်ကူလာဘူးလို့တော့ကျွန်တော်အနေနဲ့ခမန့်ထားတယ်။ဒီတက်ကြောင့်လည်းဒီနေ့တင်းရထိုက်တဲ့တွေ့ဆုံမှုမှာတော့ကျွန်တော်အနေနဲ့တူးတူးလောက်နဲ့ပဲအဲတေရလည်းကိုပြန်လည်ပုံဖော်သွားမယ်လို့တော့ခမန့်ထားပါတယ်။ဒီကိုဒီရောဒီတစ်ပတ်ရှင်မြိုင်မဲ့ပြင်းပြလေးပွဲစဉ်ကိုမှဘယ်သင်းတွေကအနိုင်ရလက်တွေကိုပုံဖော်နိုင်ပြီးတော့ဘယ်သင်းတွေကထပ်ပြီးတော့ရှုံးနေမှုတွေကိုကြုံတွေ့ရအောင်မလဲဆိုတာအဲဝင်ရောက်ဆွေးနွေးမှတ်ချက်ပေးတော့လို့ရပါတယ်။အဲဒီချုပ်ပြီးတဲ့ညီကိုတယောက်ချင်းတရားကိုကျေးဇူးများတင်ပါတယ်။ကျွန်တော်ရဲ့ နောက်ဗီဒီယိုလေးမှာကြည့်လဲဆုံတွေ့ကြတာပါဗျာ။